အစနေအစနေဒီနေ့လဲဖလားလက်မဲ့ဖြစ်အောင်ပါပဲလို့နော်ခုဆိုရင်မန်ယူတီကြာသွားလို့ပရီးမီးယားလိဖလားကလီဗာပူးကိုပေးရဖို့များနေပြီအဖေကက်ကလည်းမန်ယူရှုံးပြီးတော့ထွက်ရပြီအချိုရီဖလားကလည်းနယူကာဆီကိုရှုံးပြီးတော့ထွက်ရပြီမျောလင်းစရာဆိုလို့ချန်ပီယံလိဖလားတလုံးပဲရှိတယ်ဒါကလည်းတို့တတလုံးမရဘူးတဲ့အတင်းဆိုတော့ဟိုဖလားဆိုတော့မလွယ်ဘူးဗျာတို့လမ်းကြောင်းပေါ်မှာကလည်းရီယယ်မက်ဒရစ်တို့ဒိုမဟုတ်အက်တလက်တီကိုမက်ဒရစ်ကြီးရှိနေတယ်ဆိုတော့မလွယ်ဘူးဗျာ ပြီးတော့အာဆင်နယ်ဒီနေ့လဲဖလားလက်မဲ့ဖြုံးမယ်ထင်ပါတယ်အတင်းပရိသတ်တွေကဒီလောက်အားပေးနေတာဘုရားဖလားမရလဲဒီကောင်လေးအတင်းပရိသတ်တွေအားပေးပုံကတော့ရက်ဆက်တယ်ဒါပေမဲ့အတင်းပိုင်ရှင်တွေကစောက်တလွဲတွေလူမဝယ်မပေးတာနီးပြလဲစွမ်းတလောက်တော့လုတ်ပေးပါတယ်အတင်းပိုင်ရှင်တွေကလူကကိုလူဝယ်တာကပေါ့ချောင်ငုံလေးလိုက်ဝယ်တာလीအာဆင်နယ်ဟာဘတ်စ်တယ်မန်စီးတီးယားဇင်ချန်ကိုတဲ့ဂျီဆက်တယ်ဘာတော့လုတ်တော့မလဲအဲ့တော့ဖလားတော့ဝေးပြန်ပြီ